ISP အမျိုးသမီးအသင်းအနေနဲ့အုပ်စုတက်ရေးပွဲချုပ်30ချက်ကိုပြပြပေးသွားမှာဖြစ်ပါတယ်။မြန်မာနိုင်ငံကုလားပြုအသင်းဖြစ်တဲ့ ISP အမျိုးသမီးအသင်းရဲ့အာရှအမျိုးသမီးချန်ပီယံလိဖြစ်တဲ့2025-2026အုပ်စုအဆင့်ကိုတက်ရောက်လာတဲ့အလားအလာကိုသုံးသပ်ကြည့်ရအောင်။ ISB အသင်းဟာပြည်တွင်းမှာကောင်းမွန်တဲ့ခြေစွမ်းပြပြီးချန်ပီယံလိခြေစစ်ပွဲတွေကိုအောင်မြင်စွာဖျက်ချော်တာကြောင့်ဥစွာချီးကျူးရမှာဖြစ်ပါတယ်။ ဒါပေမဲ့အုပ်စုအဆင့်ဟာစံကုန်မှုတွေအပြုတ်အဝရှိတဲ့အဆင့်တစ်ဆင့်ဖြစ်ပါတယ်။ ISB အသင်းရဲ့အုပ်စုအခြေအနေလက်ရှိအရရှိထားတဲ့အချက်လက်တွေရတော့ ISB အသင်းဟာအုပ်စုစီမှာပါဝင်နေတဲ့ပြိုင်ပွဲအသင်းတွေကတော့တောင်ကိုရီးယား၊ဂျပန်၊မြောက်ကိုရီးယားတို့ဖြစ်ပါတယ်။ ISB အသင်းဟာအုပ်စုစီရဲ့အင်ရှင်အဖြစ်လက်ခံကျင်းပရခွင့်ရရှိခဲ့တာလည်းဖြစ်ပါတယ်။ပြိုင်ပွဲအသင်းများရဲ့အားကြီးတဲ့အင်အားကြီးမှုစိန်ခေါ်မှု ISB အသင်းရဲ့အုပ်စုဟာအတော်လေးကိုခက်ခဲကြမ်းတမ်းလာပါတယ်။ ပြိုင်ပွဲအသင်းတွေမှာဆိုရင်တောင်ကိုရီးယားအသင်းနဲ့ဂျပန်အသင်းနှစ်သင်းလုံးဟာအရှိတောင်အာရှမှာလည်းအင်အားကြီးအသင်းတစ်သင်းဖြစ်ပြီးကလပ်အသင်းတွေလည်းဖြစ်ပါတယ်။ပြည်တွင်းလိတွေမှာလည်းအရန်ကိုအဆင့်တန်းမြင်မာတဲ့ခြေစွမ်းပြနိုင်ပဲရှိပြီးနီးစနစ်ပိုင်းဆိုင်ရာမှာလည်းအတွေ့အကြုံတွေအများကြီးရှိပါတယ်။ ISB ထက်အများကြီးကိုတာလွန်နေတာကိုလည်းတွေ့ရပါတယ်။မြောက်ကိုရီးယားအသင်းဟာလည်းအာရှမှာအစဉ်လာကြီးမြတ်တဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ခြေစစ်ပွဲတွေမှာလည်းဂိုးပြတ်နိုင်ရရှိမှုတွေနဲ့အုပ်စုတက်နိုင်ခဲ့တဲ့သတိထားရမယ့်အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ မြန်မာအမျိုးသမီးအသင်းနဲ့အင်ရှင်အဖြစ်လက်ခံကျင်းပခွင့်အာသာချက်များနဲ့ရန်ကုန်မှာတော့အုပ်စုတွေကိုကစားခဲ့ပြီး ISB အသင်းကအဓိကအာသာချက်ဖြစ်ပါတယ်။ပြိတ္တဟာကိုမီကိုပြိတ္တရဲ့အပိမှုကလည်းကစားသမားတွေအတွက်စိတ်ဓာတ်ပန်းဆိုင်ရာအင်အားတိုးစီပြီးအသင်းတွေကိုရင်ဆိုင်ဖို့အတွက်တုံ့အားဖြစ်နိုင်ပါတယ်။ခရီးပတ်မှုမရှိခြင်းပြိုင်ပွဲအသင်းတွေလိုခရီးသွားလာတန်ကိုလည်းခံစားရမှာမဟုတ်ပါဘူး။အားပြည့်နဲ့ပွဲစဉ်ကိုသာစောင့်မျှော်ကစားနိုင်ရမှာလည်းဖြစ်ပါတယ်။ နောက်တစ်ဆင့်တက်ရောက်နိုင်မဲ့စီမင်းအနေနဲ့ကတော့အုပ်စုအဆင့်မှာပါဝင်တဲ့အသင်း၁၂တင်းကိုအုပ်စု၃စုခွဲပြီးအောင်အဆင့်မှာကွာတာဖိုင်နယ်ကို စုစုပေါင်း၈တင်းတက်ရောက်မှာဖြစ်ပါတယ်။အုပ်စုပထမ၃စုအုပ်စုဒုတိယ၃စုနဲ့အုပ်စုတတိယနေရာမှာတော့အကောင်းဆုံး၂တင်းလို့စီမင်းမှာသတ်မှတ်ထားပါတယ်။ ISB အသင်းအနေနဲ့အုပ်စုဒုတိယနေရာကနေအကောင်းဆုံး၂တင်းပါဝင်နိုင်ဖို့ကပြင်မှတ်ထားရမှာလည်းဖြစ်ပါတယ်။ ISB အသင်းတွေအုပ်စုစီကနေထိတ်ဆုံးနေရာနှစ်နေရာရဖို့ဆိုတာဟာအလွန်ကိုခက်ခဲလာပါတယ်။ တန်ကိုရီးယားဂျပန်နဲ့မြောက်ကိုရီးယားတို့လိုအင်အားကြီးတဲ့အသင်းတွေကိုကြော်ဖြတ်ဖို့လက်ရှိအချိန်မှာမလွယ်ကူလာပါဘူး။ဒါပေမဲ့အရှင်အသင်းတွေနဲ့ကစားရင်ပြိုင်ပွဲအသင်းတွေတဲကတသင်းကိုမှအမှတ်ခွင့်နိုင်မဲ့သို့မဟုတ်အနိုင်ရရှိခဲ့မယ်ဆိုရင်တော့အုပ်စုဒုတိယနေရာကနေရယူဖို့အခွင့်အလမ်းရှိပါတယ်။အုပ်စုဒုတိယနေရာရတဲ့အသင်းကတော့အကောင်းဆုံးနှစ်သင်းစည်းရင်းထဲမှာပါဝင်လာမှအလားအလာရှိနိုင်ပါတယ်။ နောက်တစ်ဆင့်ကိုတက်ရောက်ဖို့အတွက်အဓိကတော့ချက်ကတော့အောက်စုကနဲ့တသိန်းကိုအနိုင်ရရှိဖို့သို့မဟုတ်အ ਨੇ ဆုံးတရေရလက်တစ်ချိန်ကိုဖန်တီးနိုင်မဲ့ဂိုးကွာချက်ချက်နဲ့ကိုအတက်နိုင်လုံမဆိုးအောင် ထိမ့်သိမ့်နိုင်ဖို့လည်းလိုအပ်ပါတယ်လက်ရှိချိန်မှာတော့မြန်မာအသင်းကိုကြည့်ရမယ်ဆိုရင်တော့အရင်ကတည်းကဆိုင်ရင်တာလွန်နေတဲ့ခြေစွမ်းတွေလည်းတွေ့မြင်နေရပါတယ်။အဲ့အဲ့အတွက်တော့သွေးရင်ရဖို့တိတ်ပြီးတော့အလားလာမရှိတော့ဘူးလို့တော့ထင်ပါတယ်။ ကျွန်တော်တို့မြန်မာအသည့်အနေနဲ့အကောင်ဆုံးကြီးမဟုတ်ရင်တော့မှပဲအကောင်ဆုံးဒုတိယနေရာကနင်းကြော်ဖြတ်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်အနေနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီနေ့ဗီဒီယိုလေးအားဒီလောက်နဲ့ပဲညီကုန်းချော်ချင်ပါတယ်နောက်ထပ်အကစားသတင်းအသစ်တွေဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်တော့ Mountain Nine Win ပဲဖြစ်ပါတယ်